Trump က Patriot ဒုံးကြီးတွေ Ukraine စီတကယ်ကြီးပို့တော့မှာလား Donald Trump က Ukraine အတွက်လေကြောင်းရန်ကာကွယ်ရေးမှာအရေးအကြီးဆုံးလက်နက်တစ်မျိုးကိုပို့ပေးပါတော့မယ်ပြီးခဲ့တဲ့လအနည်းငယ်အတွင်းက Ukraine နဲ့ American အတွက်အခြေအနေတွေဟာရှုပ်ထွေးနေခဲ့ပါတယ် American က Ukraine ကိုစစ်ရေးအကူအညီနဲ့ထောက်လှမ်းရေးအချက်လက်တွေမျှဝေတာကိုခဏရပ်ဆိုင်းခဲ့ပြီး Ukraine သမ္မတ Zelensky ကိုအာဏာရှင်လို့တောင်သတ်မှတ်ခဲ့ပါသေးတယ်ဒါပေမဲ့အခုတော့ American Low Patriot ဒုံးကြီးတွေဟာမကြခင် Ukraine ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ် ဒါဟာယူကရိန်းအတွက်အင်ပတန်ကြီးမားတဲ့သတင်းကောင်းတစ်ခုပါဇယ်လန်စကီဟာရုရှားရဲ့ရန်ကနေကာဝယ်ဖို့လေကြောင်းရန်ကာဝယ်ရေးပုံမှုအားကောင်းမှု လာပေါင်းများစွာအမေရိကန်စီတောင်းဆိုခဲ့ပါတယ်အခုတော့သူဟာ Patriot ဒုံးကြီးတွေပုံမှုပို့ဆောင်ရေးအတွက် Trump နဲ့ပူးပေါင်းဆောင်ရွက်ဖို့ဂတိကဝတ်တစ်ခုရရှိခဲ့ပြီးဒါဟာယူကရိန်းစစ်ပွဲရဲ့အသွင်ပြင်တစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်ပါတယ်မက်ရှလာ၁၉ရက်နေ့မှာ The Kiev Independent က Trump နဲ့ Zelensky တို့ရဲ့တနအီကြာတယ်လီဖုန်းပြောဆိုမှုရဲ့ရလဒ်ကိုဖော်ပြခဲ့ပါတယ် ဇယ်လန်စကီကအဲ့ဒီဖုန်းပြောဆိုမှုအတွင်းတောင်းဆိုချက်တခုပြုလုပ်ခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့ယူကရိန်းဟာ Patriot ဒုံးကြီးတွေပုံမလိုအပ်တယ်လို့တောင်းဆိုခဲ့တာပါ။ American ကဒါရီကိုတကယ်ပို့ပေးမှာလား။ကျွန်တော်နဲ့အတူတစ်ချက်လောက်လေ့လာကြည့်ကြရအောင်။တကြော့ပြန်လည်လာတဲ့ Trump ရဲ့ယူကရိန်းမူဝါဒထူးဆန်းစွာပဲ Trump ကယူကရိန်းကိုထောက်ပံ့မှုအတိုင်းအတာတစ်ခုထိသဘောတူခဲ့ပါတယ်။လက်ရှိချိန်မှာ American ကယူကရိန်းစီဒုံးကြီးတွေတိုက်ရိုက်မပို့ဆောင်နိုင်ဘူးဆိုပေမဲ့ ဥရောပမှာရရှိနိုင်တဲ့ Patriot ဒုံးကျည်တွေကိုရှာဖွေရမှာယူကရိန်းနဲ့အတူပူးပေါင်းဆောင်ရွက်သွားမယ်လို့ဇယ်လန်စကီကိုပြောကြားခဲ့ပါတယ်။ဇယ်လန်စကီကဒုံးကျည်အစ်တွေတောင်းဆိုရတဲ့အကြောင်းရင်းက Patriot စနစ်ဟာရုရှားရန်ကိုကာဝယ်ဖို့အဓိကတော့ချက်ဖြစ်တယ်လို့သူယုံကြည်လို့ပါ။ဒီတောင်းဆိုချက်ကို Trump ကလက်ခံတာဟာ American နေနဲ့ Ukraine စစ်ပွဲမူဝါဒအပေါ်လုံးဝပြောင်းပြန်လှည့်လိုက်တယ်လို့ဆိုလို့ရပါတယ်။ February လမှာ Zelensky ကစစ်ပွဲကိုစတင်ခဲ့တယ်လို့သူဆွဆွဲခဲ့ပါတယ်။ အခုတော့သူဟာယူကရိန်းကိုကာဝယ်ဖို့ကူညီနေပါတယ်။ဒါပေမဲ့ဒီနေရာမှာအခက်အခဲတစ်ခုရှိပါတယ်။ Patriot ဒုံးကြီးတွေပုံမိုရရှိဖို့ယူကရိန်းရဲ့ဥရောပမိတ်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ Trump က Zelensky ကိုပြောခဲ့ပေမဲ့အခုမေကွန်းကအဲ့ဒီမိတ်ဖက်တွေကသူတို့ရဲ့လက်နက်ခဲယမ်းတွေကိုဆွန့်လွတ်ဖို့ဆန္ဒရှိပါမလားဆိုတာပါ။ဒီတိန်ချေဆိုင် The Times Media ကဒါဟာတေချာပေါက်ဖြစ်လာမယ်လို့မဆိုနိုင်ဘူးလို့ပြောပါရတယ်။ ဘက်ထရီရောဘက်ထရီတစ်ခုတည်းရဲ့ကုန်ကျစရိတ်ဟာဒေါ်လာ1ဘီလီယံကျော်ရှိပြီးပြစ်လွှတ်လိုက်တဲ့ဒုံးကျည်တစ်ခုစီရဲ့တန်ဖိုးကဒေါ်လာ3.88တန်တန်ရှိတယ်လို့ထောက်ပြပါဗျ။ဇယ်လန်စကီကနှစ်ခုစလုံးကိုလိုချင်နေပါဗျ။ယူကရိန်းမှာရှိတယ်လို့ယူဆရတဲ့6ခုကိုဖြည့်တင်းမှုအတွက် Patriot ပစ်လောင်ချာ10လုံးကနေ12လုံးအထိထပ်မံတောင်းဆိုထားပါဗျ။ဒါ့အပြင်အဲ့ဒီလောင်ချာတွေထိရောက်ဖို့အတွက်ဒုံးကျည်တွေလည်းလိုအပ်ပါဗျ။ Patriot ဒုံးကျည်တွေပို့ရဖို့အခက်အခဲများရှိနေတယ်။ ဒီနေရာမှာဥရောပဘက်ကနေကြည့်ရင်ပြဿနာကနှစ်ပိုင်းရှိနေပါတယ်။ဘာလဲဆိုတော့ကုန်ကျစရိတ်များတာနဲ့စည်ရေးအားနည်းသွားတာပဲဖြစ်ပါတယ်။ဂျာမနီ၊ရိုမေးနီးယားနဲ့နယ်သာလန်တို့ဟာယူကရိန်းရဲ့ရည်မှန်းချက်အတွက် Patriot ဒုံးကျည်ပစ်လောင်ချာတွေကိုပေးအပ်ပြီးဖြစ်တယ်လို့ The Times ကထောက်ပြပါတယ်။မပေးရသေးတဲ့တခြားနိုင်ငံတွေမှာ Spain, Greece, Switzerland နဲ့ Poland တို့ပါဝင်ပါတယ်။ဒါပေမဲ့ The Times ကပြောသလိုပဲ Patriot လေကြောင်းရန်ကာဝယ်ရေးကိုအသုံးပြုနေတဲ့ဥရောပနိုင်ငံတွေဟာ ူတို့ရဲ့အားနည်းနေပြီဖြစ်တဲ့တိုက်ချင်းပြစ်ဒုံးကြီးစန့်ကျင်ရေးစွမ်းရည်ကိုပို့ပြီးအားနည်းရုတ်ရော့သွားမှာကိုစိုးရိမ်နေပါတယ်။ဒါဟာအရေးကြီးတဲ့အချက်ပါ။ဥရောပနိုင်ငံတခုကလှူတဲ့နဲ့ Patriot ပြစ်လောင်ချာဒါမှမဟုတ်ဒုံးကြီးတိုင်းဟာအနာဂတ်ရန်သူတွေရဲ့ရန်ကနေသူတို့ကိုသူတို့ကာဝယ်ဖို့အတွက်သူတို့မှရှိတဲ့လက်နက်အင်အားယော့နေသွားတာနဲ့အတူတူပါပဲ။ပို့ဆိုးတာက Patriot အတွက်စုစုပေါင်းကုန်ကြစည်နဲ့တိစောက်ချိန်ဟာဒီစနစ်တွေကိုအစားထိုးဖို့မလွယ်ကူဘူးဖြစ်ပါတယ်။ ဘက်ထရီရောပစ်လောင်ချာကိုတိဆောက်တဲ့ Radeon မှာ Aurora များနေလို့နှစ်ပေါင်းများစွာကြာမြင့်မဲ့ရက်ချင်းတွေအပြည့်ရှိနေပြီလားပါအချိန်တွေကဂျာမနီဟာ Israel ရဲ့ Aero 3လေကြောင်းရန်ကာဝယ်ရေးကိုဝယ်ယူဖို့ Israel နဲ့ဒေါ်လာ3.88ဘီလီယံတန်ဖိုးရှိတဲ့သဘောတူညီချက်ကိုမကြသေးမီကလက်မှတ်ရေးထိုးခဲ့တဲ့အထိဆိုးရွားနေပါတယ်ဒီသဘောတူညီချက်ရဲ့အထိပ္ပယ်ကသတင်းစကားကယူရှင်းပါတယ် ဂျာမနီဟာပက်ထရီယော့ဒုံးကြီးတွေနဲ့လောင်ချာတွေကို လုံလောက်တဲ့အထိမြန်မြန်ဆန်ဆန်မရရှိနိုင်ပါဘူးအဲ့ဒီလိုဆိုရင်သူတို့နဲ့ဥရောပရဲ့အခြားအထက်စစ်စင်ရေးအင်အားကြီးနိုင်ငံတွေမှာယူကရိန်းကိုပို့ဖို့အတွက်လုံလောက်တဲ့အထိရှိပါမလားဘရူဂယ်ရဲ့အဆိုအရဥရောပဟာမြေပြင်အခြေပြုလေကြောင်းရန်ကာဝေးရေးအတွက်အမေရိကန်လုပ်ပက်ထရီယော့ကိုအချိန်တော်ကြာအားကိုးခဲ့ပါတယ်အမေရိကန်နိုင်ငံသားစစ်ရေးရောင်းချမှု FMS ရဲ့အချက်အလက်တွေအရ2022ခုနှစ်ဖေဖော်ဝါရီလကနေ 2024ခုနှစ်ဒီဇင်ဘာလအထိအမေရိကန်က Patriot ဒုံးကြီး1119လုံးကိုရောင်းချခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။အဲဒီဒုံးကြီးအများစုဟာဥရောပနိုင်ငံတွေကိုရောက်ရှိသွားပါတယ်။ဂျာမနီက2024ခုနှစ်ဩဂုတ်လထဲမှာအဲဒီဒုံးကြီး600ကိုဝယ်ယူခဲ့ပါတယ်။စပိန်ကအဲဒီမတိုင်ခင်တစ်နှစ်နီးပါးအလိုမှာဒုံးကြီး50လုံးကိုဝယ်ယူခဲ့ပါတယ်။2022ခုနှစ်မှာဆွစ်ဇာလန်နဲ့နယ်သာလန်တို့ဟာစုစုပေါင်းဒုံးကြီး168လုံးရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ါဟာဥရောပအတွက်စုစုပေါင်း816လုံးဖြစ်ပြီးကြံ300ကို Saudi Arabia ကဝယ်ယူခဲ့ပါတယ်။အဲ့ဒီဒုံးကြီး300ကိုချက်ချင်းပဲစရင်းတွေကဖယ်ထုတ်လိုက်လို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ Saudi Arabia ဟာယူကရိန်းပဋိပက္ခမှာဂျားနေနိုင်ငံအဖြစ်ယက်တည်ခဲ့ပါတယ်။ဒါ့အပြင် Saudi Arabia မှာယူကရိန်းကိုရုရှားရန်ကနေကာဝယ်ဖို့မလိုသလိုဥရောပမှာလည်းသူ့ရဲ့အကျိုးစီးပွားမရှိပါဘူး။ဥရောပနိုင်ငံတွေကဝယ်ယူခဲ့တဲ့ကြံတုံးကြီး816လုံးအတွက် ဥရောပရဲ့ Patriot အသုံးပြုသူတွေကဘလောက်ကိုအပိုလို့သတ်မှတ်မလဲဆိုတာကိုကျွန်တော်တို့မသိပါဘူးအထူးသဖြင့် American ကတစ်နှစ်ကို Patriot ဒုံးကြီး940လုံးသာထုတ်လုပ်တာကိုထည့်သွင်းစဉ်းစားရင်ပိုဆိုးပါတယ်ကာကွယ်ရေးလက်နက်ထုတ်လုပ်သူတွေက2029ခုနှစ်မှာအဲ့ဒီအရွယ်တက်ကို1080အထိတိုးမြှင့်မှုယူရထားပြီးမြဲဒီထုတ်လုပ်မှုအချိန်ကပြဿနာတစ်ခုကိုဖန်တီးနေပါသေးတယ်ဥပမာအနေနဲ့ ဂျာမနီက2024ခုနှစ်မှာအော်ဒါမှားထားတဲ့ဒုံးကြီးတွေရဲ့တဝက်ကို ယူကရိန်းကိုပေးအပ်ခဲ့ရင်အဲ့ဒီလက်ကျန်တွေကိုပြန်လည်ဖြည့်တင်းနိုင်မှုအတွက်အမေရိကန်ရဲ့ဒုံးကြီးထုတ်လုပ်မှုလက်ကျန်တွေပြီးဆုံးဖို့နှစ်ပေါင်းများစွာစောင့်ဆိုင်းရနိုင်ပါတယ်။ဒါရီအားလုံးဟာထရန့်နဲ့ဇလန်စကီတို့အနာဂတ်မှာရင်ဆိုင်ရမယ့်အသေးစိတ်အချက်လက်တွေပါ။လက်ရှိချိန်မှာယူကရိန်းကတော့ဝမ်းသာအားရဖြစ်နေပါတယ်။ရန်လိုပုံရတဲ့အမေရိကန်သမ္မတတဦးနဲ့ဆက်ဆံနေရကနေနိုင်ငံကိုလိုအပ်တဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေပုံမထောက်ပံ့ပေးဖို့ နီးလန်းတွေရှာဖွေပေးမယ်လို့ကတိပေးနေတဲ့သူတို့ဦးနဲ့အလုတ်လုံနေရလို့ပါ Patriot ဒုံးကြီးစနစ်ကိုယူကရိန်းပါကြောင့်ပိုလိုအပ်နေတယ်လေစည်ရင်းဤပညာအရ Patriot ဒုံးကြီးစနစ်ဟာဘလို့ရာသီဥတုအခြေအနေမဆိုအမြင့်ပင်အမျိုးမျိုးမှာအသုံးပြုနိုင်တဲ့တာဝေးလေကြောင်းရန်ကာဝေးစနစ်ပါဒါကို American ပြည်ထောင်စုက1980ပြည့်နှစ်တွေမှာ Cruise နဲ့ Ballistic ဒုံးကြီးတွေကိုတံပြန်ဖို့နဲ့ ဲ့ဒီတော့ကဆိုဗီယက်ရဲ့တိုက်လေယာဉ်မျိုးတွေလိုနီးပညာမြင့်လေယာဉ်တွေကိုပစ်ချဖို့ရာဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။အရီစနစ်ရဲ့ဒုံးကြီးတစ်ခုစီမှာပြန်တန်းနေတော့သူတို့ဥတီယာကိုပြင်နိုင်တဲ့ Truck VR Missile TVN လမ်းကျော်စနစ်တစ်ခုကိုတပ်ဆင်ထားပါတယ်။ရုရှားရဲ့ဒုံးကြီးတွေနဲ့လေယာဉ်တွေဟာအတန်ထက်အမြန်နှုံးကိုရောက်နိုင်တာကြောင့်ဒီလိုဆက်တက်ဆင်ထားတာကရှောင်ဖို့ပိုခက်စီမှာကြောင့်မလို့ပါအဲ့ဒီဒုံးကြီးတစ်ခုစီမှာ154ပေါင်စီရှိတဲ့ ထိပ်ဖူးတစ်ခုပါရှိပြီးတော့43.4မိုင်အထိပြန်တန်းရောက်ရှိနိုင်ပါတယ်။ဒါကတိတ်တာဝေးရောက်လက်နက်တစ်ခုမဟုတ်ဘူးလို့ထင်ရပေမဲ့ပိုပြီးအရေးကြီးတာကဒီတုံးကြီးတွေဟာ14.6မိုင်အမြင့်ထက်ရောက်နိုင်တာဖြစ်ပါတယ်။ဒီလိုချက်တွေကအမြင့်ပြန်တုံးကြီးတွေနဲ့လေရင်တွေကိုတိုက်ခိုက်ဖို့ရာလုံလောက်တာထက်တောင်ပိုတာပါ။ဆိုလိုတာကတော့မြေပြင်နားကပ်မလာခင်မှာရင်ကောင်းကင်ကလာမဲ့ချိန်ချောက်မှုတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ဒီဒုံးကြီးတွေကမှအဆင့်မြင့်တင်ထားတဲ့မျိုးကွဲတွေလည်းရှိပြီးသူတို့ကတော့ပြန်တန်းနိုင်တဲ့အကွာအဝေးပိုရှိတယ်လို့တံပြန်တိုက်ခိုက်နိုင်စွမ်းလည်းပါဝင်တာပါဒါပေမဲ့ဒီဒုံးမျိုးယူကရိန်းမှာဘယ်လောက်ရှိရဲဒါမှမဟုတ်ဥရောပမိတ်ဖက်တွေစီကဘယ်လောက်ရနိုင်မလဲဆိုတာကတော့မရှင်းလင်းသေးပါဘူးဒါအပြင်ယူကရိန်းရဲ့လိုအပ်ချက်တွေအတွက်ပိုပြီးထိရောက်စေတဲ့ချက်ကဒုံးကြီးအများပြားကိုတခါတည်းပြစ်နိုင်တာပါပြစ်စင်တစ်ခုစီကနေဒုံးကြီး၄စင်းကိုတခါရဲပြစ်နိုင်တာဖြစ်ပါတယ်။ဒါက ကိုလေဒူပိုင်တဲ့ထဲဝင်လာတဲ့ချိန်ချောင်းမှုအတွက်ဒုတိယအစီအစဉ်လုပ်ဖို့အလွန်မဲတင်တော်တာပါဒါကရုရှားလေရင်တစည်းအတွက်ဒုံးကျည်တစင်းအစား၄စင်းကိုရင်ဆိုင်ရမှာဖြစ်လို့ရှောင်းတိန်မှုခတ်စီမှာပါပြည်စင်တစ်ခုကနေအများအပြားပြစ်ခတ်နိုင်တယ်ဆိုတဲ့အချက်ကချိန်ချောင်းနေမှုတွေကိုတခါတည်းတားဆီးနိုင်ပါလိမ့်မယ်ရုရှားရဲ့ဒုံးကျည်အများအပြားပြစ်ခတ်မှုနဲ့ဒရုန်းတွေကိုကင်တွေတဲ့အခါဒီအချက်ကအသုံးဝင်ပါတယ်ပြစ်စင်တိုင်းမှာ AN MPG 53 radar စနစ်ကိုထည့်သွင်းထားမယ်ဆို ဒါက62မိုင်กว่าမှာရှိတဲ့ပြစ်မှတ်ပေါင်း100အထိကိုတပြိုင်တည်းခြေရာခံနိုင်စွမ်းရှိပါတယ်။ဒါကြောင့်ယူကရိန်းတွက်အထိရောက်ဆုံးကာကွယ်ရေးလက်နက်တွေကတခုကိုရနိုင်မှာပါ။ပူတင်ရဲ့တပ်ဖွဲ့တွေစကျူးကျော်တဲ့ကယူကရိန်းဟာအဲ့ဒီလိုလက်နက်စနစ်ကိုကောင်းကောင်းအသုံးချခဲ့တာပါ။ဥပမာ2024ခုနှစ်ဧပြီလတုန်းက Defense News သတင်းဌာနကယူကရိန်းရဲ့မြို့တော် KF ကိုရုရှားဘက်ကနေ Kinzer Hypersonic ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့တဲ့အဖြစ်အပျက်ကိုဖော်ပြခဲ့ပါတယ်။ အဲ့ဒီဒုံကြီးကကြောက်စရာကောင်းတာပါတနအီကိုမိုင်9800ထိ ရောက်ရှိနိုင်တယ်ရှိပြီအဲ့ဒါကအတန်ထက်အဆဆယ်သားလောက်မြန်ပါတယ်ပြီးတော့အဖြတ်စွမ်းအလွန်ပြင်းထန်တဲ့ပေါက်ကွဲအောက်ကိုရှိတာပါဒါပေမဲ့ယူကရိန်းအတွက်သတင်းကောင်းကတော့အဲ့ဒီဒုံကြီးမသုံးခင်တလားလောက်မှာ Patriot ဒုံကြီးကိုရခဲ့တာပါစိန်ခေါ်မှုကတော့ Patriot နဲ့ Hypersonic ဒုံကြီးကိုတခါမှမဆန်းဘူးပါဘူးဒါပေမဲ့အဲ့ဒီစနစ်ဟာရုရှားရဲ့ Kinzel ကိုတားဆီးနိုင်ခဲ့ပြီး KF ကိုမရောက်ခင်မှာဖြိုခွဲနိုင်ခဲ့ပါတယ် ဒါကယူကရိန်းဘက်မှာ Patriot တွေကိုဘလို့အသုံးပြုလဲဆိုတဲ့ဥပမာတစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်အများကြီးရှိသေးတာပါ။အဲ့ဒီသတင်းဌာနကပဲယူကရိန်းဟာရုရှားရဲ့ Su-34 တိုက်လေယာဉ်တွေကိုမိုင်100နီးပါးအကွာလောက်က ပြန်နေတုန်းမှာပစ်ချဖို့ Patriot တွေကိုအသုံးပြုခဲ့ကြောင်းဖော်ပြပါတယ်။ပူတင်က Crimea ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာဥရောပက American စစ်တပ်အစုအဖွဲ့တွေနဲ့ပတ်သက်လို့အမိန့်ပေးခဲ့တဲ့အငိမ့်စားကျဲသုံးပွင့်ဆင့်ဗိုလ်ချုပ်ကြီး Binhock က ်ပက်ထရီယော့ဟာအလွန်ယုံကြည်စိတ်ချရတဲ့စနစ်တစ်ခုဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ယူကရိန်းသားတွေဟာအဲ့ဒါကိုဘလို့လဲပက်ရမယ်ဆိုတာကိုအလွန်လှိမ့်မြသာသင်ယူခဲ့ကြတယ်လို့ပူပြီးအံအားတင်စရာကောင်းတာကအရန်ထိရောက်အောင်ဘလို့အသုံးချရမယ်ဆိုတာကိုအလွန်ကိုပဲမြင်မြန်သင်ယူခဲ့ကြပါတယ်လို့ပြောခဲ့ပါတယ်။ပက်ထရီယော့ဟာရုရှားအတွက်ဘလောက်ထိအန္တရာယ်ရှိတယ်ဆိုတာကိုအဲ့ဒီလိုပြနေတာပါပူတင်ဟာသူတို့ကိုတိုက်ပွဲကနေဖယ်ရှားဖို့အသေးအံဖြစ်နေတာကြောင့် ူ့ရဲ့တပ်ဖွဲ့တွေကိုလေကြောင်းရန်ကာကွယ်ရေးစနစ်အတုတွေကို တိုက်ခိုက်ဖို့အမိန့်ပေးနေပါတယ်။ယူကရိန်းကဒါကိုအခွင့်အကောင်းယူနေပါတယ်။ကံမကောင်းသွားနေပဲ Patriot စနစ်တွေကိုရုရှားရဲ့တခြားတိုက်ခိုက်မှုတွေကပုံမထိရောက်ခဲ့ပုံရပါတယ်။ဥပမာအနေနဲ့ရုရှားက2024ခုနှစ်အောက်တိုဘာလမှာ Patriot စနစ်တစ်ခုကိုတိုက်ခိုက်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။သူတို့ကဒုံးကျည်တွေကိုပစ်လွှတ်ဖို့အတွက်လိုအပ်တဲ့ radar ထိန်းချုပ်ရေးစနစ်တို့နဲ့အတူ American လို့ Patriot လွတ်တင်စခန်းနှစ်ခုကိုဖျက်ဆီးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ ဘူဂရီးယားစစ်တပ်ရဲ့အဆိုအရဒီဇင်ဘာ15ရက်နေ့မှာပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုတစ်ခုအတွင်း Patriot ပစ်လောင်ချာ၄ခုထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။ရုရှားက Iskander M3 ကြီးတွေ drone တွေနဲ့နီးဗျူဟာလေယာဉ်တွေကိုပေါင်းစပ်အသုံးပြုပြီးလောင်ချာတွေကိုဖယ်ရှားခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ရုရှားရဲ့ပြောဆိုချက်တွေဘလောက်အထိမှန်ကန်တယ်ဆိုတာကိုတော့အတိမပြုရသေးပါဘူး။ယူကရိန်းစစ်ပီးဆုံးမှုရာလမ်းမမြင်ပါ ဖေဖော်ဝါရီလ28ရက်နေ့မှာအင်ဗျူရောမှာစီဝေးတစ်ခုကျင်းပခဲ့ပါတယ်။အဲ့ဒီစီဝေးမှာထရမ့်ကဇလန်စကီကိုမင်းကတတိယကမ္ဘာစစ်နဲ့လောင်းကြီးထက်နေတာမင်းလုံနာမင်းလုံနေတာတွေကမင်းကိုအများကြီးထောက်ခံပေးထားတဲ့ဒီနိုင်ငံဒီနိုင်ငံအတွက်အရန်ကိုမလေးမစားလုပ်နေတာပဲလို့ပြောခဲ့ပါဗျ။အဲ့ဒီစီဝေးပြီးမှထရမ့်ကယူကရိန်းကိုစစ်ရေးကူညီပေးတာကိုရပ်ဆိုင်းခဲ့ပြီးမကြာခင်မှာအမေရိကန်စစ်ထောက်လှမ်းရေးအချက်အလက်တွေမျှဝေတာကိုလည်းရပ်ဆိုင်းခဲ့ပါဗျ။ မက်ရှလာပထမပတ်မှာအမေရိကန်သမရဟာသူ့ရဲ့ယက်တီချက်ကိုချမှတ်လိုက်ပုံရပါတယ်။ငိမ့်ငိုင်းရေးဆွေးနွေးပွဲတွေမှာ သူဟာယူကရိန်းထက်ရုရှားကိုပုံမူလိုလားခဲ့ပါတယ်။ဒါပေမဲ့ထရန့်ဟာ ခံမှန်းရခတ်တဲ့သူတစ်ယောက်ပါ။အဲ့ဒီဆိုးရွားတဲ့အင်ဂျီရောစီဝေးပြီးရက်တတပတ်အနှဲငယ်အကြမှာထရန့်နဲ့ဇယ်လန်စကီးရဲ့ပါတီတွေက ကိုဒလေရီဟာဆော်ဒီအာရေဗျမှာတွေ့ဆုံခဲ့ကြပါတယ်။ဒီတစ်ခါမှာပူတင်ကို ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။နိုင်ပေါင်းများစွာစီဝေးပြီးမှာ နှစ်ဖက်စလုံးဟာအပြစ်ခတ်ရစရေးသဘောတူညီချက်တစ်ခုနဲ့ထွက်ပေါ်လာခဲ့ကြပါတယ်။ပူတင်ကသတ်မှတ်ချက်တွေကိုသဘောတူမယ်ဆိုရင်တိုက်ပွဲအလုံးကိုရပ်ပေါင်း30ရက်ဆိုင်မှာဖြစ်ပါတယ်။ပူတင်ကဘာပဲပြောပြော အမေရိကန်ကယူကရိန်းကိုစစ်ရေးကူညီနဲ့ထောက်လှမ်းရေးအချက်လက်တွေမျှဝေတာကိုရပ်ဆိုင်ထားတာကိုရုပ်သိမ်းမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ရုရှားသမ္မတကအပြစ်ခတ်ရစရေးကိုညှင်းပယ်ခဲ့ပါတယ်။ဒါပေမဲ့လည်းယူကရိန်းနဲ့အမေရိကန်တို့ကြားကဒီ sorry အစည်းအဝေးဟာ ထရမ့်နဲ့ပူတင်တို့ကြားတယ်လီဖုန်းပြောဆိုမှုကိုဖြစ်ပေါ်စေခဲ့ပြီးဒါကထရမ့်ဘာကြောင့်သူ့ရဲ့ယူကရိန်းမူဝါဒကိုပြန်ပြောင်းစေတဲ့အကြောင်းရင်းဖြစ်နိုင်ပါတယ်။အဲ့ဒီဖုန်းပြောဆိုမှုမှာပူတင်ကနှစ်ဖက်စလုံးကစွန့်ရင်အခြေခံအဆောက်အုံတွေတိုက်ခိုက်တာကိုရပ်တန့်ပေးဖို့ဂတိကဝတ်တောင်းဆိုခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာယူကရိန်းအတွက်အကြီးအကျယ်ပြဿနာတွေရဲ့အရင်းအမြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ရုရှားဟာဒုံးကျည်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုအသုံးပြုပြီး ယူကရိန်းရဲ့စွမ်းရည်အခြေခံအဆောက်အအုံရဲ့80ရာခိုင်နှုန်းခန့်ကိုဖျက်ဆီးခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုတွေကိုရပ်ပေါင်း30ပဲဖြစ်ဖြစ်ရပ်တန့်လိုက်တာဟာယူကရိန်းအတွက်အကောင်းဆုံးသုံးဖြစ်မှာပါ။ထရန့်ဖန်တီးခြင်းနဲ့ငြိမ်းချမ်းရေးအတွက်လည်းတလှမ်းပုံမူနီးကပ်လာတာကိုမြင်နိုင်ပါတယ်။ထရန့်ကအဲဒီရလက်အတွက်ကြေနက်နေခဲ့ပါတယ်။ဒါပေမဲ့ပူတင်ကအမေရိကန်သမ္မတကိုတစ်ဆာဖောက်ခဲ့ပါတယ်။ထရန့်နဲ့ရုရှားခေါင်းဆောင်တို့ကြားဖုန်းပြောဆိုမှုအပြီးမှာ ပူတင်ကစွမ်းရည်အခြေခံအဆောက်အုံနဲ့ဆွတ်နေတဲ့တိုက်ခိုက်မှုအားလုံးကိုချက်ချင်းအပြစ်ရက်ဖို့အမိန့်ပေးခဲ့တယ်လို့ပြောကြပါမိ။အပြစ်ရက်စရေးဟာစတင်တာနဲ့ပြီးဆုံးသွားတယ်လို့ဖြစ်ခဲ့ပါဗျ။ဖုန်းပြောဆိုမှုအပြီးတနအီခန့်အကြာမှာရုရှားကစစ်ပွဲတစ်လျှောက်လုံးပြစ်မှတ်ထားခဲ့တဲ့ Donetsk ဒေသရဲ့ဒစိမ့်တစ်ပိုင်းဖြစ်တဲ့ Sloviansk မြို့မှာလေကြောင်းရဲ့အချက်ပေးဩဝါဒံတွေမြည်ဟီးခဲ့ပါဗျ။ပူတင်ဟာဒုံးကျည်တွေနဲ့ drone ၄၀အပအဝင်တိုက်ခိုက်မှုတစ်ခုကိုစတင်ခဲ့ပြီး အဲ့ဒီထဲကအချို့ဟာ Slovenians မျိုးကစွန့်ရင်တအားခွဲရုံတစ်ခုကိုပစ်မှတ်ထားခဲ့ပါဗျ။အဲ့ဒီတိုက်ခိုက်မှုပြီးမှမင်းတို့မြင်ပြီလား။လေချောင်းရံတတိပေးချက်ရှိနေပြီ။ဒါကြောင့်ဒီအပြစ်ခတ်ရစရေးဟာအလုံးမဖြစ်တော့ဘူးလို့ Zelensky ကအော်ဟစ်ပြောကြားခဲ့ပါဗျ။အဲ့ဒီနောက် Ukraine က Russia ရဲ့ Engeld as leader ခြေဆိုင်စခန်းကို drone နဲ့တိုက်ခိုက်ခဲ့ပြီးစီတိုလောင်အောင်တစ်ခုကိုဖျက်ဆီးခဲ့တာကြောင့် Trump ရဲ့ဂုံယူဝင်ကြွားတဲ့အပြစ်ရစရေးဟာပြီးဆုံးသွားခဲ့ပါဗျ။ အဲ့ဒီယာရီအားလုံးဟာယူကရိန်းက Patriot ဒုံးကြီးတွေကိုလုံခြုံရေးရရှိအောင်ကူညီဖို့ Trump ရဲ့ကတိနဲ့ပါဆိုင်တယ်လေအဖြေကတော့ Trump ဟာ Putin ဘယ်လိုလူသားမျိုးလဲဆိုတာကိုမြင်တွေ့ခဲ့ရတာပါ American သမ္မတကရုရှားကောင်းဆောင်ရဲ့စကားကိုအရင်ကယုံကြည်ခဲ့ရင်တော့အခုချိန်မှာအဲ့ဒီလိုခံစားချက်ရှိဖို့ခွင့်ရေးမရှိတော့ပါဘူး။ Putin က Trump ကိုတစ္ဆာဖောက်ခဲ့ပါတယ်။သူက Trump ရဲ့ယုံကြည်မှုကိုချိုးဖောက်ခဲ့ပြီး American သမ္မတကဖန်တီးဖို့ကြိုးပမ်းခဲ့တဲ့အပြည့်ရစဲရေးကိုဖျက်ဆီးခဲ့ပါတယ်။ ဥရောပနဲ့ယူကရိန်းစစ်အနာဂတ်အဲ့ဒီအပြစ်ရစရေးပြဿနာတွေက Trump ကယူကရိန်းစစ်ပွဲပေါ်မူပြောင်းခဲ့တဲ့အကြီးအမားဆုံးအကြောင်းရင်းကိုပေးဆွမ်းနိုင်ပေမဲ့ Patriot ဒုံးကြီးတွေပေးဖို့ Trump ကဘလို့ကတိပေးခဲ့တယ်လဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမရှိသေးပါဘူးသူက American နဲ့လက်ကျန်ဒုံးကြီးတွေကဘာကိုမှယူကရိန်းကိုပေးဖို့ကတိမပေးခဲ့ပါဘူးအဲ့ဒီအစားသူကယူကရိန်းကောင်းဆောင်ကိုဥရောပမိတ်ဖက်တွေစီကနေဒုံးကြီးတွေရရှိအောင်ကူညီပေးမယ်လို့ Zelensky ကိုပြောကြားခဲ့ပါတယ် ဲ့ဒီဂရိကဥရောပအတွက်ထရမ့်ရဲ့အစီအစဉ်ထဲမှာပါဝင်ပါတယ်။တနည်းအားဖြင့်ဥရောပဟာယူကရိန်းကိုပံ့ပိုးပေးနေတဲ့အကူအညီတွေနဲ့အတူသူ့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးအတွက် ပုံမတော်ဝင်ယူဖို့လိုအပ်တယ်လို့ဆိုလိုပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်ကဆယ်သုနှစ်များပါကြာအောင်ပံ့ပိုးပေးခဲ့တဲ့လုံခြုံရေးအာမခံချက်တွေကိုနောက်ထပ်မပေးနိုင်တော့လို့ပါ။ Mashla Sashia နေမှာ NBC က Trump ဟာ NATO ရဲ့ American ကုကဲမှုကိုဆွန့်လွှတ်ဖို့စဉ်းစားနေတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ နေတိုးကိုပထမဆုံးဖွဲ့စည်းခဲ့တဲ့တုန်းကတမရဒရိုက်အိုင်ဆင်ဟောင်းဝါကိုခန့်အပ်ခဲ့တာနဲ့စတင်ပြီးအမေရိကန်ဟာအဲ့ဒီကိုကဲမှုကိုနှစ်ပေါင်း85နှစ်ဒီပါကင်တွယ်ခဲ့ပါတယ်။အယ်ဂျာဇီးရာကဥရောပဟာလာမယ့်9နှစ်ကနေ10နှစ်တွင်းမှာ အမေရိကန်နေရာကိုအစားထိုးဖို့လိုအပ်တာတွေစီစဉ်နေကြောင်းအဖွဲ့ဝင်အစ်စ်တွေကိုဖိတ်ကြားတာဒါမှမဟုတ်ဥရောပကာဝေးရေးအသုံးချိတ်ကိုမြင့်တင်တာတွေကနေတဆင့်ပြင်ဆင်နေကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။အကယ်၍ထရန့်ရဲ့ရည်မှန်းချက်က အမေရိကန်ပါဝင်မှုမရှိဘဲဥရောပကိုတွန်းအားပေးဖို့ဆိုရင်ဇယ်လန်စကီကိုပေးလိုက်တဲ့သူ့ရဲ့ကမ်းလှမ်းချက်ဟာအဲ့ဒီပြစ်မှတ်ရဲ့တိုးချိန်မှုတစ်ခုဖြစ်နိုင်ပါတယ်။အမေရိကန်က Patriot ဒုံးကြီးတွေကိုပေးဖို့မှမဟုတ်ဘူးလို့ Trump ကပြောပါတယ်။ဒါပေမဲ့လည်းဥရောပကပေးဖို့နိုင်ပါတယ်။သူတို့မှာအဲ့ဒီဒုံးကြီးရာပေါင်းများစွာရှိပါတယ်။ဒါကြောင့် Trump ရဲ့180ဒီဂရီမူပြောင်းလဲမှုဟာပူတင်ရဲ့အပြစ်ရဲ့ဆေးရည်တစ္ဆာဖောက်မှုပြီးဇယ်လန်စကီကိုပြေလည်ရာပြေလည်ကြောင်းကမ်းလှမ်းတာနဲ့အတူ သူ့ရဲ့ဥရောပအစီအစဉ်ကိုအောင်မြင်အောင်လှုပ်ဆောင်တာနဲ့လည်းသက်ဆိုင်နိုင်ပါတယ်။အခုတခုရီးသောစိန်ခေါ်မှုကထရမ့်ရဲ့လောင်းကြီးဟာအလုံးမဖြစ်နိုင်တာပါ။ယူကရိန်းရဲ့ဥရောပမဟာမိတ်တွေကသူတို့ရဲ့ Patriot ဒုံးကျည်တွေကိုပုံမလှူဒန်းဖို့ညှင်းဆန်နိုင်ပါတယ်။အထူးသဖြင့်ကျွန်တော်အစောပိုင်းမှာပြောခဲ့တဲ့အချိန်ကြာမြင့်စွာထုတ်လို့ရတာ ਨੇ ကြီးမားတဲ့ကုန်ကြမ်းစရိတ်တွေကြောင့်ပါ။ဇယ်လန်စကီဟာယူကရိန်းရဲ့ဥရောပမဟာမိတ်တွေစီကနေ Patriot ဒုံးကျည်တွေပုံမရရှိအောင်ကူညီပေးဖို့ ထရမ့်ရဲ့ဂတိတစ်ခုသာရရှိခဲ့ပါတယ်။အဲဒီဂတိကထရမ့်ရဲ့180ဒီဂရီမူပြောင်းလဲခြင်းတင်ကြေတာဖြစ်ပြီးလာမယ့်လတွေမှာယူကရိန်းနဲ့အမေရိကန်တို့ဟာသူတို့ရဲ့မဟာမိတ်ဆက်ဆံရေးကိုပုံမူတည်ငြိမ်တဲ့အခြေအနေမှာထားရှိနိုင်မယ်ဆိုတာကိုအကြံပြုပါတယ်။ဒါပေမဲ့ထရမ့်ရဲ့ Patriot ဒုံးကြီးဂတိနဲ့ပတ်သက်ပြီးပြိတ္တကြီးရောဘလို့ထင်ပါသလဲ။အမေရိကန်သမ္မတကယူကရိန်းအတွက်ဥရောပမဟာမိတ်တွေစီကနေအဲ့ဒီဒုံးကြီးတွေပုံမူရရှိအောင်ကူညီနိုင်ပါမလား။ ထရမ့်နဲ့ဇယ်လန်စကီတို့ရဲ့အနာဂတ်ဆက်ဆံရေးကရောဘလို့ဖြစ်လာနိုင်ပါသလဲပရိသတ်ကြီးမှာထင်မြင်ချက်တစုံတရာရှိနေရင်တော့ကွန်မန့်မှာရေးခဲ့ပေးနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်